ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းအကြောင်းအရာကစာရေးဆရာဧကဇော်ရဲ့ဖြစ်ရမယ့်တစ်ခုပေါ်မှာအခြေခံရေးသားထားတဲ့ဝက်ဆွယ်ကွေးမိတ်ဆိုတဲ့ဇာတ်လမ်းအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်အချိန်ကခရစ်နှစ်2000ပြည့်နှစ်ဝန်းကျင်ခန့်ကဖြစ်ပါတယ်ကင်းပြင်းနဲ့ဖာပေါ်မြို့အရှိတောင်မဲ့အနီးမှာတော့ဘွာရိုကြီးရွာတည်ရှိရဲ့အဲ့ဒီကြီးရွာတဝက်ဒေသများမှာတော့တောင်ကုန်းတောင်တန်းများပေါ်များပြီးတော့ တစ်တော်ကြီးများနဲ့အုပ်ဆိုင်နေတဲ့ဒေသဖြစ်ပါတယ်။ကဲတူကတော့ဘာရိုရွာနဲ့အတွန်လန်းတဲ့တောင်ကုန်းလေးပေါ်မှာနေထိုင်တဲ့ဒေသခံမိုးဆိုးတစ်ယောက်ဖြစ်ပါတယ်။အခုလဲဘွာရိုအနောက်ဖက်တောင်တန်းကြီးပေါ်မှာတော့တောအုပ်ကြီးအတွင်းမှာပြေးလွှာနေလဲရှိတယ်။လက်တစ်ဖက်က တလုံးလုံးလဲလို့တိုင်းဖက်တနတ်တလက်ကိုကန်တွယ်ရင်းနဲ့မြန်တိုင်းတပြမြန်အောင်ပြေးနေမိတယ်။သူပြေးနေရတာကလည်းအကြောင်းရှိပါတယ်။သူ့အရှိမတိုးဝဲများခက်သွက်သွက်ပြေးလွှာနေတာကိုမြင်တွေ့လဲရတဲ့အတွေ့ဖြစ်ပါတယ်။ တိုးဝဲများကိုဝက်ကြီးတကောင်ကဥဆောင်နေတာကိုတွေ့ရတယ်။အဲ့ဝက်ကောင်ကြီးနောက်ကနေအချားဝက်တီကလေးများနဲ့ဝက်မများကပြေးလိုက်နေကြသလိုဝက်သားပေါငယ်ကလေးများမှာတော့အုပ်စုနောက်ပိုင်းမှာခက်သက်သက်ပြေးလိုက်နေကြတယ်။ဝက်အုပ်ကသူတို့သွားရလမ်းတစ်ချောင်းမှာရှိတဲ့တစ်ပင်ငယ်လေးခြုံရပင်ကိုတဖြောင်းဖြောင်းနဲ့တက်ခိုက်သွားကြရမှာတော့အနောက်ကကဲတို့ပြေးလိုက်နေတဲ့အတန်များကိုပဲမကြားနိုင်ကြဘူး။နောက်ဆုံးတော့ဝက်အုပ်ကရက်တန်လိုက်တယ်။အလွန်ကြီးမားတဲ့ဝါယုံကြီးတစ်ခုအနီးမှာတော့ ရက်တက်လိုက်ကြပြီးအကြီးကဲဝက်နဲ့ဝက်ထီများကဝေယုံကိုလက်ပတ်ကြည့်ကြတယ်။အဲဒီနောက်သူတို့ရဲ့ချစ်တော်တွေကဝေယုံဘေးနားမှာရှိတဲ့မြေပြင်ကိုကုတ်ဖက်ပြီးတော့ခွာရပေးနေကြတယ်။အဲ့လိုပြုလုပ်ရခြင်းကတော့သူတို့စကြက်ကိုမသားထားတဲ့သဘော။အဲဒီနောက်ဝက်ထီများကတစီစီနဲ့အော်ခလိုက်တော့ဝက်မများနဲ့ဝက်ကလေးတွေကဝေယုံကြီးကနေထွက်နေတဲ့မြစ်ဆုကြီးများနဲ့ဝါးပင်ငယ်များကိုချိုးဖက်စားတောက်နေကြတယ်။ကဲတို့အလွန်ပျော်ရှင်သွားမိပါတယ်။ ီနေ့တော့ဝက်ထမ်းပြန်မယ်လို့ဆုံးဖြတ်လိုက်ကဲအဲ့ဝယုံကိုအကွက်အကွင်ကောင်းကောင်းမြင်နိုင်တဲ့တောင်ဆောင်ပေါ်ကိုအတားကလေးတွားတော့ကတက်ခဲ့တယ်။မြက်ပြင်ပိပိများကိုအကာအွယ်ယူပြီးတော့တောင်ဆောင်ကလေးပေါ်သို့တက်လာခဲ့တယ်။တောင်ဆောင်ပေါ်ရောက်တဲ့အခါမှာတော့အောက်ဘက်ဝါယုံမှာအစားစားတောက်နေတဲ့တောဝက်များကိုအတိုင်းသားမြင်နေရတယ်။ဟန်ကြပြီ။နဲတဲ့အကောင်ကြီးတွေမဟုတ်ဘူးကွာ။ငါဒီလိုမှန်းသိရင်တော့ငါရောက်ဖောက်ကိုအဖို့ခေါ်လာခဲ့ပါတယ်။ကဲတို့ကစိတ်ထဲမှာတွေးပြီးတော့ တနတ်ကိုတောအုပ်စီသို့တေချာထိုးချိန်လိုက်တယ်။တနတ်ဟာလက်လုတ်တနတ်ဖြစ်ပေမဲ့ခင်မီရဲ့တနတ်တလဲလို့ဆိုရမှာပါ။အဲ့ဒီဒေတာမှာတော့လက်နဲ့ကင်များပေါများသလိုတနတ်များကြီးများကလည်းပေါများလာပါတယ်။အထူးသဖြင့်တော့သူတို့ကင်ဆောင်တဲ့လက်လုတ်တနတ်တီဟာအထူးပေါများပါတယ်။သူကင်တဲ့တနတ်ကတော့တလုံးတိုးဘိုးအေရှင်ရိုက်ဖဲတနတ်ဖြစ်ပြီးတော့မန်ပြောင်းကလေးတစ်ခုတက်ဆင်ထားလေရာအနိကချင်းရဲ့အတွက်အလုံးမဲ့အစဉ်ပြေးလာပါတယ်။တနတ်ကြီးအိမ်အတွင်းမှာကြီးစင်တောင်ထက်ပြီးသားဖြစ်တာမို့ တနတ်မောင်းကိုအသာဆွဲတင်လိုက်တယ်။အမဲစီများနဲ့ချုံးမွနေအောင်ပုတ်ထားတာမို့တနတ်ရဲ့မောင်းကတက်သွားပြီမဲ့အတံမထွက်ပဲတိတ်ဆိတ်နေတယ်။အဲ့ဒီနောက်တိုးဝဲအုပ်ကိုတနတ်နဲ့ချိန်လိုက်ပြီးတော့တနတ်အပေါ်မှာတက်ချတဲ့မန်းမြောင်းလေးကနေတဆင့်သူပြစ်မဲ့သားကောင်ကိုတည်တည်ချာချာရွေးချယ်လိုက်တယ်။တိုးဝဲအုပ်က မြစ်တီဝါရီကိုချိုးဖက်စားနေတာကြောင့်တက်ဖြောင်းဖြောင်းအတံမီကစူညံနေပါတယ်။ကဲတို့ကပြစ်ခတ်မဲ့အကောင်ကိုအသေးချာချိန်ရွှင်ရင်းနဲ့လိုက်ရှာရကနေနောက်ဆုံးမှာတော့ ဝက်တောင်ကြီးတကောင်ကိုအသေးချာချိန်လိုက်တယ်။ဟာဝက်ဆွေကွင်းမိတ်ကြီးပါလား။ကဲတို့ရေရွတ်မိလိုက်တယ်။ဝက်တောင်ကြီးရဲ့နှာခေါင်းအောက်ကနေထိုးထွက်နေတဲ့ဝက်ဆွေကြီးဟာကော့လန်နေပြီးတော့အစွန်းထိပ်ဖြားမှာတဖန်ပြန်လဲပြီးတော့ပစောက်အောက်ကိုတိုးဝင်သွားရ။ကြီးလိုက်ရင်တော့ဝက်ဆွေကောင်မှာဝက်လုံးပုံစံဖြစ်နေတယ်။အဲ့လိုဝက်ဆွေမျိုးကတော့ဝက်ဆွေကွင်းမိတ်ဟုခေါ်တတ်ပြီးတော့ဝက်ဆွေကြီးပင်ဈေးကောင်းအလွန်ရတတ်ပါတယ်။ကဲတို့လည်းပျော်ရှင်သွားပြီးတော့ အဲ့ဝက်ကြီးရဲ့လက်ပင်နေရာကိုချိန်ရွယ်လိုက်တယ်။ဥကောင်းကိုပြစ်ခတ်ခြင်းပေမဲ့ဝက်ဆွေပြဲ့သွားမှဆိုတာကြောင့်နှလုံးနေရာကိုထိုးချိန်လိုက်ခြင်းဖြစ်ပါတယ်။ပြစ်ကွင်းကောင်းကောင်းရထားတာကြောင့်ကေတို့ကတစ်ချက်ပြုံးလိုက်ပြီးတော့တနတ်ခလုတ်မောင်းကိုညှစ်ချလိုက်ပါတယ်။ခြောက်ဆိုတဲ့အတန်နဲ့အတူကြည်ပွင့်မထွက်ပဲကြည်ရိုက်တန်ကကြည်အိမ်ရဲ့ဖင်ကိုအရှင်းဖြစ်သွားရိုက်တန်ကိုသာကြားလိုက်ရတယ်။ကေတို့လည်းထူးဆန်းသွားပြီးတော့နောက်တစ်ချက်မောင်းတင်လိုက်ပြီးတော့ပြန်လည်ချိန်ရွယ်လျက်ဒုတိယအကြိမ်ပြစ်ခတ်လိုက်ပြန်တယ်။ တနတ်ဟာကြီးမထက်ပါဘူးကဲလို့လဲစိတ်တူသွားမိတယ်ဖိုးထီးကြည်စံကြီးကမိမကူးတာများလားစိတ်ထဲတွေးလိုက်ပြီးတော့တနတ်မောင်းကိုဆွဲလိုက်ကကြည်အင်တွင်းကနေကြည်စံကြီးကိုထုတ်လိုက်တယ်အဲ့နောက်ခါမပါထားတဲ့ကပအိတ်ထဲကနေကြည်စံတစ်ခုကိုထုတ်ယူလိုက်ကကြည်အင်အတွင်းကိုထက်ပြီးတော့မောင်းပြန်တင်လိုက်တယ်ဘယ်နှကြိမ်ကြိုးစားကြိုးစားတနတ်ကကြီးမထွက်ဘူးဝက်တီကသူ့တို့ဖာသာဆူညံနေရာကြောင့်သူ့တနတ်မောင်းဖြုတ်တဲ့ကိုမကြားရတာကြောင့်ပဲတော်သေးပါတယ်ဘာဖြစ်တာလဲကွာ နက်ကဘာဖြစ်လာလဲကြီးကဘာဖြစ်တာလဲခဏအကြာမှာတော့တောဝဲအုပ်ဟာတောတင်းတို့ပြန်လဲပြေးဝင်သွားတယ်။ကဲတို့လည်းစိတ်ဆိုးပြီးတော့ဆက်မလိုက်တော့ဘူး။ကြီးစံထက်ပြီးတော့မောင်းတင်ထားတဲ့တနက်ကိုစိတ်ပပောက်နဲ့မိုးပေါ်သို့ထောင်ပစ်လိုက်တယ်။ဒိန်းဆိုတဲ့အတန်နဲ့အတူတနက်တန်ကကြည်လောင်စွာပေါ်ထွက်လာတော့တယ်။တောအုပ်အတွင်းမှာတော့တားကောင်တွေငက်များကလန့်ပြီးတော့ထွက်ပြေးကုန်ကြပြီ။ကဲတို့လည်းအလွန်အံ့ဩနေမိတယ်။အဲအရာကြောင့် ခုနကပြစ်မရတဲ့ကြည်စံတစ်ခုကိုပြန်ကောက်ယူလိုက်ပြီးတော့ကြည်အိမ်ထဲထည့်ပြီးတော့အနည်းရှိတကိုင်းတစ်ခုကိုပြစ်ချက်လိုက်တယ်။ဒိန်းဆိုတဲ့အတန်နဲ့အတူပဲကြည်စံကထွက်သွားပြီးတော့တကိုင်းကိုထိသွားကတကိုင်းမှကြိုးကျသွားတယ်။ကဲတို့တယောက်မျက်လုံးပြူးဖြစ်သွားရပြီ။ဒါဒါဆိုခုနဝက်ဆွေကွေးမကြီးကြောင့်လားအဲ့ဒီနေ့တော့ကဲတို့လက်ပလာနဲ့အင်ကိုပြန်ခေရတော့တယ်။အိမ်ရောက်တော့မိမကတပြစ်တတလုပ်တယ်။အမဲမရပဲကြည်စံကုံသွားချင်ကြောင်ပဲဖြစ်ပါတယ်။ ကယ်ရိုတို့မှာတော့အိမ်ရဲ့စီးပွားရေးအတွက်ကူးသီးချက်များကိုတနိုင်တပိုင်ဆက်ပြိုးထားတာကြောင့်စားဖို့ကတော့မပူရဘူးကယ်ရိုကမုတ်ဆိုးမျိုးရိုးဖြစ်ပါတယ်အဘိုးဖြစ်သူကလည်းမုတ်ဆိုးဖြစ်ပြီးတော့အဖေဖြစ်သူမှလည်းမုတ်ဆိုးတယောက်ဖြစ်ပါတယ်ဒါပေမဲ့အဖေဖြစ်သူကတော့တွန်းလည်ရင်နဲ့လက်နဲ့ကင်များနဲ့တွေ့ကလူမပိခတ်ခံရပြီးတော့သူငယ်ငယ်ကပင်တေဆုံသွားလျာအမဲလိုက်တဲ့မုတ်ဆိုးပညာရများကိုတော့အဖိုးထံမှသာတည်ယူခဲ့ရတယ်အိမ်တော်ကြပြီးတော့ဇနီးဖြစ်သူကအမဲလိုက်ခြင်းကိုအာမပေးတာကြောင့် စက်ပြွေးဘက်ကိုဥတီခဲရပြန်နေဘွားတို့တောင်ဘက်မှာရှိတဲ့တောင်ငုံကလေးများပေါ်မှာတော့ဂူးတိပင်များစက်ပြိုးထားပြီးတော့အဲ့ဒီတောင်ငုံကလေးပေါ်မှာအင်ဆက်ကဇနီးနဲ့အတူနေထိုင်ပါတယ်ဇနီးရဲ့မောင် ရောက်ဖဖြစ်သူလဲသူတို့နဲ့အတူနေတယ်ဆိုင်အတင်းကိုဝင်လိုက်တော့ဆိုင်မှာမီးအလင်းအောင်ခတ်မမေထွန်းထားတယ်အဲ့ဒီဆိုင်ကလေးကကုတ်အစုံရတဲ့ဆိုင်ဖြစ်ပြီးတော့အရက်မျိုးစုံလဲရတယ်ဆိုင်ဘေးမှာအဖေးဆွဲထားပြီးတော့ခုံကလေးများချထားတာကြောင့် ညနေဆိုရင်တော့အရက်သမားများဝိုင်းဖွဲ့တဲ့နေရာဖြစ်ပါတယ်။ဘီယာတလုံးဝင်လိုက်ပြီးတော့ဆန်အတွင်းမှာဟိုဟိုဒီဒီကြည့်လိုက်ရ။သူရှာနေတဲ့သူကိုတွေ့သွားတယ်။အဲ့သူထိုင်နေတဲ့ခုံကိုသွားပြီးတော့ဝင်ထမ်းလိုက်တယ်။အဲ့သူကတော့အသက်80ခန့်ရှိပြီဖြစ်တဲ့ဘိုးစေးတော်ပဲဖြစ်ပါတယ်။အတီးရောက်နေတာနဲ့အတော်ပဲဗျာ။အေးကွာကဲတို့လာထိုင်။အတီးကိုဒီမှာမတွေ့ရင် အင်ကိုလာမလို့ပဲဗျ။မင်းကငါ့ကိုဘာလို့တွေ့ချင်တာလဲကွာ။ ခိုးစစ်တော်ကအရက်ဖြူတလုံးကိုရေရောပြီးတော့တောက်နေခြင်းဖြစ်ပါတယ်။ဘီယာပလင်းကင်လာတဲ့ကဲတို့ကိုကြည့်ပြီးတော့တက်ပြင်းတစ်ချက်ချလိုက်တယ်။မင်းစီမှာအမီးမပါဘူးလားကွ။ကဲတို့ကခေါင်းခါပြတယ်။မင်းကွာငါကတော့ဖြစ် မုတ်ဆိုးလာပြီဆိုတော့အသားလေးပါလိမ့်မယ်အမီးပါမလားလို့အမီးနေနေတတာဗျာ။ကြောက်တော့အသားမစားရတာကြာပြီဗျ။ဒီနေ့တော့အိမ်မှာချက်ဥနဲ့စားလိုက်ရတာ။အဖိုးကြီးကရီမောလိုက်တယ်။ဒါနဲ့ ကျုပ်အဖိုးကိုမေးကြရှိလို့ဗျဒီနေ့တော်ထဲမှာဝက်တောင်ကြီးတကောင်ကိုတွေ့ခဲ့တယ်အဖိုးကြီးကပြုံးလိုက်ပြီးတော့ဘာလဲဝက်မှန်ဆွဲထုတ်မလို့လားဝက်မှန်ဆွဲကကျုပ်တို့ထုတ်နေကြပဲမဟုတ်လားဈေးကောင်လည်းသိမ့်မရပါဘူးဗျာအခုကတော့ဝက်ဆွဲကွင်းကြီးဗျအဖိုးကြီးကထူးဆန်းသွားပါတယ်ထူးဆန်းလိုက်တာမင်းတကယ်ပြောတာလားကွတကယ်ပေါ့ဗျပူပြီးထူးဆန်းတာက ဒီဝက်တောင်းကြီးကိုကျုပ်ပစ်တာကြင်ငါးတောင်တတိပြာတစ်ချက်မှမထွက်ဘူးဟုတ်ပါမလားကွာဖိုးထီစီကကြီးကြီးကအင်းတွေလဲပါတယ်တခါတလေမိမကူမဟုတ်လားမဟုတ်ဘူးဗျဝက်ကြီးထွက်တော့တော့တခြားကိုပစ်တာကြတော့ကြီးကထွက်တယ်အဖိုးကြီးကပြုံးလိုက်တယ်ဒါဆိုရင်တော့ဟုတ်ပြီဟဲ့မင်းပြောတဲ့အတိုင်းဆိုရင်တော့အစွမ်းရှိတဲ့ဝက်ဆွေကွင်းကြီးဖြစ်မယ်ကွာအဲ့ဒါကြောင့်ဒီကောင်ကြီးကိုဘယ်လိုလဲတိုက်ရမလဲဆိုတာအဖိုးကိုလာတိုင်မင်တာအဖိုးကြီးကခေါင်းညိတ်လိုက်ပြီးတော့ ပလတ်စတစ်ခွက်ထဲကနေအရက်တစ်ကြိုက်ကိုမော့ချလိုက်တယ်။ဝက်ဆွေခွေးနိုင်ကတော့စွမ်းတာတော့မဟုတ်ဘူးကွ။ဒါပေမဲ့တကယ်စွမ်းတယ်ဆိုရင်လဲတခွင်းနဲ့ရောက်ပြီးတော့တထေးဖြစ်နိုင်တယ်ကွ။ဝက်ဆွေခွေးပေးမှာထူးဆန်းတဲ့အစွမ်းနေရှိရယ်။မင်းမကူဘူးကြီးမထက်ဘူး။အဲ့အစွမ်းရှိတဲ့အကောင်ကိုဘလို့မှရံပြုတ်လို့မရဘူးကွ။ဒါမတူလမ်းနဲ့ထိုးရင်လဲလမ်းခွေသွားတယ်ကွ။ကဲလို့လဲအတော်ထူးဆန်းသွားပါတယ်။ဝက်ဆွေခွေးမအကြောင်းကိုအဖိုးပြောဘူးတာဝန်း။ တခါကြာဝှက်ပြီးတော့တခါမှမမြင်ဘူးအဖိုးကြီးကဆက်ပြီးမင်းပြောတဲ့အကောင်ကြီးကိုတခါမှမမြင်ဘူးပါဘူးကွာဟုတ်တယ်ဗျကျုပ်လည်းတပတ်တခါလောက်တွောလိုက်နေကြအခုမှပဲမြင်မှုလားဒီကောင်ကြီးတွေတွောပြောင်းလာတာဖြစ်မယ်ဗျအဖိုးကြီးကခေါင်းညိတ်လိုက်ပါတယ်ကဲဒါဆိုကျုပ်တို့ဒီကောင်ကြီးကိုဘယ်လိုဖမ်းကြမလဲအဖိုးကြီးကပြုံးလိုက်ပြီးတော့ဟဲ့ငါ့မှာနီလန်းရှိပါတယ်ကွာမင်းဒီကောင်ကြီးကိုရရင်တော့ငါ့ကိုဘယ်လောက်ပေးမလဲ သုံးစစ်ပြီးမေဗျာကဲတို့ကလက်သုံးချောင်းထောင်ပြလိုက်တယ်နဲတယ်ငါနီးနဲ့လည်းဖမ်းသိတယ်မင်းကလည်းကစင်းနေလိုက်တာဒါဆိုတဝက်ဗျာအဖိုးကြီးကခေါင်းညိတ်လိုက်ပါတယ်နောက်တနေ့အဖိုးကြီးစေတော့နဲ့တောတူခဲ့ကြတယ်အဖိုးကြီးကတော့တနက်မယူပဲနဲ့မန်ပြောင်းတစ်ခုသာလက်ဘေးမှာချိတ်ဆွဲလာခဲ့တယ်သူတို့တောတူရင်နဲ့ရှုံမြောင်ကလေးတစ်ခုအတွင်းကိုရောက်လာတဲ့အခါမှာတော့ဝါကျိုးတံများဟာတဖြောင်းဖြောင်းနဲ့ကြားရပါတယ် ူတို့နူဦးလဲတောင်ဆောင်ဘော်ကိုတက်ကြတဲ့အခါမှာတော့ဝေယုံကြည်အင်းကြီးမှာတော့တိုးဘက်အုပ်ကိုတွေ့နေရတယ်။ဟူတကောင်မဲအဖိုးအဖိုးကြီးကမန်ပြောင်းနဲ့ကြည့်ရဲ။အေးကွာဒါပေမဲ့စိတ်မကောင်းစရာကညာဘက်ကဝက်ဆွေပဲအကွင်းဖြစ်နေတာ။ဘယ်ဘက်ကအဆွေကတော့တခုခုနဲ့ထိုးမိတလားမသိဘူးကွာ။ပဲ့နေတယ်။အိုးဘာပဲဖြစ်ဖြစ်ပြာရတော့လေတယောက်တဝက်ပေါ့။ဒီကောင်ကြီးကလက်နဲ့ပြီးတယ်ဆိုတော့ငါတို့ပြစ်လို့မရဘူး။ဒီတော့ တခြားနီးလည်းနဲ့လောက်ရမှာကွာ။ကိုင်းထောင်မလား။ထောင်ချစင်မလား။မင်းရလဲကွာ။ဒီရွယ်ကြီးကိုဘယ်လိုလုပ်နိုင်မှာလဲ။ငါပြောမယ်။သူတို့ဒီနားမှာဝေယုံနေကိုဒီတည့်ရထဲနဲ့စားလို့ကုန်မှာမဟုတ်ဘူးကွာ။ဒီတည့်ရထဲနဲ့စားလို့ကုန်မှာမဟုတ်ဘူးကွာ။ဒီတော့နေရာကိုမှတ်ထားပြီးတော့နေ့လယ်ကျရင်ငါတို့ပြန်လာကြမယ်။သူတို့နေရာကိုမှတ်သားပြီးရင်တော့နေ့လယ်ရောက်တော့ရွာပြန်လာခဲ့ကြတယ်။ရွာကလူငယ်၃ယောက်ခန့်ခေါ်လာပြီးတော့အဲ့ဒီနေရာကိုလာတဲ့လမ်းအတိုင်းမှာတော့ကြီးမားတဲ့တွင်းကြီးတစ်ခုကိုတွေ့ရတယ်။ တွင်းမှာဆယ်ပေပက်လန်ခန်းရှိမှဖြစ်ပြီးတော့၆ပေခန်းနဲ့ပါတယ်။ကျုပ်သိပြီဖို့။ပြီးရင် တွင်းထဲမှာဝချင်းနေချက်မှာမဟုတ်လား။ကျုပ်သိပြီဖို့။ပြီးရင်တော့တွင်းထဲမှာဝချင်းနေချက်မှာမဟုတ်လား။မင်းကလည်းကွာ။ဓာတ်တောင်ပြီးတာ။မင်းဝချင်းတော့ကတိုးမလားကွာ။ဘာမှမထက်ဘူး။အဲ့ဒီနောက်မှာတော့အနီးမှာရှိတဲ့ဝါးတွေကိုခုတ်ပြီးတော့အဲ့ဒီတွင်းကိုဖုံးနိုင်လောက်တဲ့ဝါးတကားကြီးတစ်ချက်ကိုလုပ်ပါတယ်။အလားတူပဲနီးမြနဲ့တွင်းဖုံးနိုင်တဲ့စကားခွက်ကိုရဲလုကား အဲ့အတွင်းအပေါ်မှာတော့ဖုံးအုပ်လိုက်တယ်။ပြီးရင်တော့မုဆိုနီလန်နဲ့အဲ့နေရာကိုတည့်ရများနဲ့ပြန်လဲဖုံးအုပ်ထားလိုက်တယ်။ချီယာလက်ရာမပြည့်ပြန်ဖန်တီးရပါတယ်။အဖိုးကြီးလုံနေတာကိုကဲတို့ကနားမလည်နိုင်တာကြောင့်ကြည်တာကြည်နေရတယ်။အဲ့ညာတော့သူတို့အိမ်မပြန်တော့ဘဲရွာမလူများကသာမုတ်ဖိုးပေးပြီးတော့ပြန်လွတ်လိုက်ရတယ်။ကဲတို့ကတော့ဝါပြည့်ပြုတ်လုထားတဲ့တကားကြီးကိုကင်ထားရတယ်။သူတို့တညလုံးတောအုပ်အတွင်းမှာဖြတ်တန်းနေရတယ်။နောက်တနေ့မိုးလင်းပြီးတဲ့အခါမှာတော့ တိုးတိုးသမားကြရတယ်တောဝက်တွေဟာတောအုပ်တွင်မှပြေးလွှားနေကြတယ်တောဝက်တွေဟာအစာရှာချိန်မှာပြေးလွှားနေတတ်ပြီးတော့အစာစားပြီးချိန်မှာတော့အေးအေးလူလူသွားလာတတ်ကြတယ်အခုလဲအစာအလွန်စားနေပုံရပါတယ်တောအုပ်တွင်မှတဝဟုတ်နဲ့ပြေးလွှားနေတယ်သူတို့ဆင်ထားတဲ့တွင်နာအယောက်မှာတော့တောဝက်တောင်ကြီးကရက်တန့်သွားတယ်မြေပြင်ကိုနမ်းပြီးတော့တခုခုကိုအနက်ခံနေပုံရတယ်ကဲသူဟာတောဝက်ကြီးပြင်းလဲသွားမှကိုစိုးရိမ်နေရတယ် ြန်လှည့်ထွက်သွားရင်တော့သူတို့ထောင်ချောင်ဟာအလကားဖြစ်ပြီအဲ့နောက်တော့ဝက်ကြီးကခဏကြာတဲ့အခါမှာတော့ခေါင်းပြန်လည်မှော့လာပြီးတော့အော်ခိလိုက်တယ်အဲ့နောက်သူကိုယ်တိုင်ဥဆောင်ပြီးတော့ဝေယုံကြီးစီကိုပြေးလွှားသွားလိုက်တယ်ခေါင်းကနေဆိုတဲ့အတန်းနဲ့အတူတွင်းပုံမှာခင်းထားတဲ့ဤစကားကိုနိမိကတွင်းထဲသို့ဝက်တောင်ကြီးပြုတ်ကျသွားတော့တယ်ဝက်များမှာစူးစူးညံ့ညံ့နဲ့အော်ခိကြတော့တယ်ဝက်တစ်ခေါင်လောက်တော့ပြစ်လိုက်စမ်းကွာ ကဲတို့ကဝဲမတကောင်ကို ပြစ်ခတ်လိုက်တယ်။ဦးကောင်ကိုထိမှန်ပြီးတော့ဝဲမဟာသွေးယူသွေးနဲ့ပြေးလာသွားပြီးတော့လဲကျသွားတော့တယ်။အဲ့ဒီတော့မှကျန်တဲ့ဝက်တီဟာကစင့်ကလေးအနဲ့ပြေးကုန်ကြတယ်။လာဟိတ်အဖုံးသွားအုပ်ရအောင်။အဖိုးကြီးကပြောလိုက်ပြီးတော့ကဲတို့နဲ့နေရောက်ဝက်ဖုံးကြီးကိုယူကာတွင်အနာတို့တွူးခဲ့တယ်။ဝက်ကြီးကတွင်ထဲကျနေပြီးတော့ပြန်ကုတ်တက်ဖို့အတွက်လုံနေပေမဲ့မတက်နိုင်မီ။အဖိုးကြီးကတွင်ပေါ်မှာနေပြီးတော့ဝက်ကြီးကိုငုတ်ကြည့်တယ်။ဝက်ကြီးကသူတို့ကိုရန်လုံနေပါတယ်။ ကဲဒီကောင်ကြီးကိုဘယ်လိုတတ်ကြမလဲဘူးမလိုပါဘူးကွာသူ့ကိုလက်နဲ့တွေ့မတိုးပေမဲ့အစာငှက်ရင်တော့တည်နိုင်ပါတယ်ကွာဒီတော့သူ့ကိုအဖုံးနဲ့အုပ်ထားစို့နောက်စေရလောက်ထိ သူတောက်ခံနေပါမလားကွာဒွင်းအဖုံးကိုတေချာအုပ်ပြီးတော့ဝချုံများနဲ့မြေပေါ်သို့ထူဆိုင်ကတည်တည်ကြာကြာဖုံးအုပ်ခဲ့တယ်မင်းနဲ့ငါတယောက်တဝက်နော်စိတ်ချအဆွေရောင်းရရင်အတင်းနဲ့ကျုံနဲ့တယောက်တဝက်ဗျာအဲ့နောက်ပိုင်းမှာတော့ ဝက်ကြီးကျနေတဲ့တွင်းကိုကင်းဆောင်ရတော့တယ်။သူများတွေလာဖို့မကိုစိုးရင်ရတယ်။အခြားတားကောင်များလာရောက်မှကိုလည်းစိုးရင်ရပြန်တယ်။တစ်ပင်တစ်ပင်ပေါ်မှာထိုင်နေနေနေညညတနက်ကင်ကစောင့်နေရတယ်။ရောက်ဖဖြစ်သူကပါလာပြီးတော့တော်ရင်မှပင်ချက်ပြုတ်စားရတယ်။ဝက်တောင်းကြီးမှာညညဆိုရင်တော့အော်ခိနေတတ်သေးတယ်။သူ့ဖာသာအစာငတ်ပြီးတည်ဆုံသွားတာကိုစောင့်နေရတာကိုကဲတို့ကစိတ်မရှိဘူး။ဒါပေမဲ့တခြားနည်းလမ်းကလည်းမရှိဘူး။လောက်ဝက်ကြော်ကြမှာသား ဝက်တောင်ကြီးတည်ဆုံသွားတော့တယ်။ကဲတို့တို့မှာတော်အတွင်းသာနေထိုင်ရတာကြောင့်လူရန်ရုပ်ပေါက်နေပြီဖြစ်ပါတယ်။ဝက်ကြီးမှလည်းပိန်လီနေရ။အသားပင်စားစရာမရှိတော့။နောက်တော့ကဲတို့ကဝက်ဆွေကိုဖြတ်ယူကသမီးရောက်ဖာနေရောက်ဟာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ကြတော့တယ်။အတီးရခဲ့ပြီ။သူတို့တီးတို့သာပြောဆိုရတယ်။ဒီအလုံးတည်သွားရင်တော့မတမာသူများကသူတို့ကိုတက်ပြီးတော့ဝက်ဆွေကိုယူမှစိုးရင်ရပါတယ်။ အဖိုးကြီးနဲ့အတူတူသူတို့အိမ်နောက်ဖက်မှာမိဘုံကြီးတပုံကိုဖိုးလိုက်တယ်။ထင်းအားကောင်းလာတာကြောင့်မိဘုံကြီးကမင်းညွများရဲရဲတက်နေတယ်။အဖိုးကြီးကဝက်ဆွယ်ကွင်းဘက်ကိုကင်ပြီးတော့မိဘုံအတွင်သို့ပြစ်ထက်လိုက်တယ်။မကြပါဘူး။မိဘုံကသူ့လူလူနဲ့မင်းညွကြသွားပြီးတော့ထင်းချောင်းတွေကလည်းမိသွေးအဖြစ်ပြောင်းလဲသွားကမိငိမ့်သွားတော့တယ်။ကဲလို့လဲတခါမှမမြင်တွေ့ဘူးတာကြောင့်အံ့ဩနေမိတယ်။ကိုကျော်ညွပြောကိုကျော်ညွ ခေါ်တန်ကြတာကြောင့်ကိုကျော်ညွတ်ကအင်းရှိထွက်လာရာသူ့တငယ်ချင်းစော်ရော့နေနဲ့အသားဖြူဖြူရိုးတရားတက်ကိုတွေ့ရတယ်။ဘယ်တော်မလို့တော့နေရ။ဘွားတို့ဘက်မှာဝက်ဆွဲကွေးမိတ်အစ်စ်တွေ့ထားလို့အဲ့ဒါကိုကျော်ညွတ်လိုက်ခဲ့မလားလို့အဖေါ်ခေါ်တာ။ကိုကျော်ညွတ်ကဖောက်ပေါ်မှာနေထိုင်သူဖြစ်ရာဘွားတို့မှာသူ့တို့နဲ့မနီမွေးကလေးဖြစ်ပါတယ်။အဲ့ဒါအပြင်ဝက်ဆွဲကွေးမိတ်အကြောင်းလည်းသိချင်နေရကြောင့်လိုက်သွားရန်ဆုံးဖြတ်လိုက်တယ်။ရော်နေကကားတစ်စီးကိုမောင်းပြီး ယိုရီယာလူမျိုးနဲ့အတူလိုက်ပါလာခဲ့တယ်။ဒါကကျုပ်ဘော့စ်ပဲ။သူကဒီလိုထူးဆန်းတဲ့အရာတွေဆိုရင်တိတ်ဆိတ်ဝင်စားတာ။နောက်ပြီးတော့ယိုရီယာတွေကဒီလိုအစွမ်းတွေကိုလည်းယုံနေမို့လား။အဲ့နောက်ရော်နယ်က"သူနဲ့ဗမာလိုပြောလိုက်"ယိုရီယာနဲ့ကူကူကူကပြောလိုက်နဲ့ကားကိုမောင်းနှင်လာခဲ့ကြတယ်။ဘာလို့ပဲမရောက်ပဲကားလည်းမပေါက်တဲ့တကွန်တိုင်ရွာကိုရောက်တဲ့အခါမှာတော့ရွာထဲကိုချုံဝင်လိုက်တယ်။ရွာပြင်မဲ့ကြတဲ့အိမ်တအိမ်ရှိမှကားကိုရိုက်လိုက်တဲ့အခါမှာတော့ အိမ်ထဲကနေစပေးညင်းတို့တို့နဲ့ဗလာတက်တောင်လူနှစ်ယောက်ထွက်လာပြီးတော့အဲ့သူကတော့ကဲတို့ပဲဖြစ်ပါတယ်။ခမ ्या ကစစ်လားမစစ်လားသိအောင်ကျုပ်တို့ကိုယ်တိုင်ဇက်မယ်။ကဲတို့ကလည်းကောင်းကြီးလိုက်တယ်။သူတို့ရဲ့အိမ်နောက်ဖေးမှာတော့မိဖို့ဖိုးလိုက်ပြီးအဲ့ဒီမိဖို့တွေကိုဝက်ဆွဲကင်းဘုတ်ကိုပြစ်ထက်လိုက်တဲ့အခါမိဖို့ငြိမ်သွားတယ်။ရော်နယ်နဲ့ယူရီယာမှာစကားတွေပြောဆိုနေကြတယ်။ဝက်ဆွဲကင်းမိတ်အစ်စ်ကတနတ်ပြီးရလို့ကြားတယ်။ခမ ्या စမ်းပြမလား။ကဲတို့ကပြုံးလိုက်ပြီးတော့ ဝက်ဆယ်ကိုလက်တွင်းကင်ကအိမ်နောက်ဖေးခက်လန်းလန်းတို့ရောက်သွားတယ်။ခမရတို့မှတနက်ပါတယ်မို့လား။ထုတ်ပြစမ်းများကိုကျော်ညွတို့အံ့ဩသွားမိတယ်။ရော်နယ်ကသူ့ကြောဘိုးအိတ်ကိုဖွင့်လိုက်ပြီးတော့ခင်မီဘီစတိုတနက်အတူကလေးတစ်လက်ကိုထုတ်လိုက်တယ်။ဟာဟဲ့လူဖြစ်ပါမလားဗျာ။တို့ကြခမရဝက်ဆယ်ကမစွန့်ရင်ခမရတည်တော့မှာ။ကိုကျော်ညွကစိုးရင်နာကြောက်ပြောပေမဲ့ကဲတို့ကတော့စိတ်ချရန်တွင်တွင်ပြောဆိုနေရမှု။နောက်ဆုံးပြစ်ခတ်ရန်အတွက်ဆုံးဖြတ်လိုက်တယ်။ ယူရီးယားကတနက်ကိုဆွဲယူလိုက်ပြီးတော့ကဲတူကိုထိုးချိန်လိုက်ကခလုတ်ကိုညှစ်လိုက်တယ်။တနက်ကတစ်ချက်သာအတန်ထွက်ပြီးတော့ကြီးမထွက်ဘူး။ဘယ်လိုလဲ။ယုံပြီလားဗျ။ကဲတခြားနေရာကိုပြစ်ချစ်စမ်းမအောင်။ယူရီးယားကကဲတူရဲ့နဘေးဆေးဘေးခန့်အကွာကိုတနက်နဲ့ပြစ်ခတ်ရမှာတော့ကြီးဟာထွက်ပြီးတော့အနောက်ကတစ်ပင်ကိုထိမှန်ပါတယ်။ယူရီးယားမှကျင်းနဲ့သွားပြီးတော့ခေါင်းညိတ်တယ်။ကဲခမည်းဘလောက်ခုံမလဲ။တုတ်လေဘိုက်နာနေရဆိုတော့တင်းတရာပဲပြေးပါဗျာ။ ရော်နေကယူဒီးယားကိုဘာသာပြန်ပြီးတော့ယူဒီးယားကခေါင်းညိတ်တယ်။သူတို့ကအနောက်ဖက်မှာတော့တင်လာတဲ့ခီးဆောင်အိတ်ထဲကနေပက်ဆက်များကိုထုတ်ပြီးပေးချလိုက်တယ်။ကိုကျော်ညွတ်ကတော့ကေရိုထံကိုသွားပြီးတော့အဆွေရလာပုံကိုမေးမြန်းနေ။ဒါနဲ့ခမားဗျာ။တင်300လောက်တောင်းတာမဟုတ်ဘူး။တော်ပြီဗျာ။ကျုပ်ဒီတခါတော့ဝက်ဆယ်ကိုမရောက်လို့မရတော့ဘူးဗျ။ကျုပ်စီမှာအရင်ကဒီစေးပြီးပြီးဝယ်တဲ့သူရှိမိမယ်။ ကျုပ်ကတိုးတောင်းရင်သူတို့မပေးနိုင်လို့ပွဲပြစ်ပေါင်းများပြီဗျ။အခုဆိုဝယ်လက်လာနုနုနဲ့ဆောင်းလိုက်ရတနေ့လောက်ရှိရမယ်။ဒါနဲ့နေပါအောင်။ခမရကဘာလို့မရောမဖြစ်တာလဲ။ဒီဝက်ဆွေကအိမ်ကိုရောက်ကလေးကအိမ်မှာတိတိတသာစီးပွားကျသွားတယ်ဗျ။ကျုပ်တို့လည်းများလဲကွဲသွားတယ်။အိမ်နေချင်နေရတဲ့ဈေးနဲ့ရောင်းချပြီးတဲ့အပြင် အခုတော့သိန်း20လောက်အကျွေးတင်နေရဗျ။အိမ်ပြန်လဲမှာတော့ကိုကျော်ညွတ်တယောက်တွေ့ဝေနေမိတယ်။သူ့ကောင်းထဲမှာတော့ သူတချိန်ကဆရာတော်တပါမိတ်ဖူးတဲ့စကားတချို့ကိုပြန်ကြားရောက်နေမိတယ်။ကွက်ဆွယ်ကွေးမိတ်ကအစွမ်းထက်တယ်ဆိုပေမဲ့အိမ်မှာထိုင်းရင်အိမ်ခက်တယ်။စီးပွားတိတ်တယ်။မိသားစုအချင်းချင်းခက်ရံဖြစ်ပွားတတ်တယ်။ဒီလိုပစ္စည်းတွေကထူးဆန်းတဲ့အစွမ်းတွေရှိရမယ်မယ်။တစ်ဖက်မှာလည်းဆူးကျူးတွေရှိတတ်တယ်တကားကြီးရဲ့။ဒါဆိုရင်သူများတွေဈေးကောင်းပေးဝေကြတာဘာလို့ပါလဲဗျာ။ဒီလိုကံမီးရပစ္စည်းတွေဆိုတာဒီတိုင်းမဆောင်ကောင်းဘူး။တကြွနားလည်တဲ့သူနဲ့ပြတ်တာပြီးတော့မှဈေးအဆောင်တွေစီးရင်ရတယ်။ ။များသောအားဖြင့်ကတော့ရုတ်ထုထုပြီးတော့ဂမီယအစီအစဉ်တွေကိုဆောင်ရွက်ကြရဲကွ။အခုတော့ကိုကျော်ညွတ်တယောက်ဟာဝက်ဆွဲကွင်းပိတ်ကိုလည်းကိုတိုင်မြင်ခဲ့ဘူးပြီ။ဝက်ဆွဲကွင်းပိတ်အစွမ်းကိုလည်းမြေဝါထင်နေမြင်ခဲ့ရပြီ။ထုံမြတာမကသေးဘူး။ဝက်ဆွဲကွင်းပိတ်ရဲ့စိုးကြောကြောင့်ဘဝပြတ်သွားရတဲ့ကဲတို့ကိုလည်းကိုယ်တိုင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ရော်နယ်ကတော့သူ့အိမ်ရှိမှသူ့ကိုချပေးခဲ့ပြီးတော့မုတ်ဖိုးငွေ၃000ပေးသွားတယ်။အဲ့ဒီကလေးကတော့ရော်နယ်နဲ့မတွေ့ဖြစ်တော့ပါဘူး။ ငါးနှစ်ခန့်ကြာတဲ့အခါမှာတော့ဖာပူမြို့ပေါ်မှာရှိတဲ့လက်ဖက်ရည်ဆိုင်တဆိုင်မှာရော်နယ်နဲ့ပြန်တွေ့ပါတယ်။အဲ့ဒီအခါမှာတော့အဲ့ယူဒီယာတတိအကြောင်းကိုပြန်မေးကြည့်ဖြစ်ပါတယ်။အဲ့ဒီတတိဟာလွန်ခဲ့တဲ့၄နှစ်ခန့်ကပဲလုပ်ငန်းအရှုံးပေါ်ပြီးတော့တရားစွဲခံရကထောင်ကျသွားကြောင်းနဲ့လုပ်ငန်းပြည့်ပြည့်သွားတာကြောင့်ရော်နယ်လည်းအခြားအလုပ်ပြောင်းသွားခဲ့ရကြောင်းကိုပြောပြပါတယ်။ကိုကျော်ညူကတော့တပင်းတစ်ချက်ချမိတယ်။ဒီလိုဖြစ်သွားရခြင်းကတော့ဝက်ဆွယ်ကွင်းဘက်ရဲ့စူးစူးကြောင့်လားဆိုတာကိုတော့ ကိုကျော်ညွန့်လည်းတက်အာ